TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကတက်ပြန်စုပ်ဖွာဖို့စစ်ကောင်စီရဲ့တောင်းဆိုချက်ကို TNL ဘက်ကသဘောမတူတာကြောင့်ဆွေးနွေးပွဲပြက်ခဲ့တယ်လို့သိရပါဗျ။တန်တမ်မတော် TNL ကဒုဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ကုစရက်အဖွဲ့နဲ့စစ်ကောင်စီတပ်ကဗိုလ်ချုပ်ကြီးကိုကိုဦးတို့ဟာတရုတ်နိုင်ငံရဲ့ဂျောင်းဝင်စည်းစံမှုနဲ့ဧပြီ28ရက်နေ့29ရက်တို့မှာတရုတ်ပြည်ကုမင်းမြို့မှာတွဲဆောင်ဆွေးနွေးပွဲပြုလုပ်ခဲ့ရာသဘောတူညီမှုမရခဲ့ဘူးလို့ TNL ကထုတ်ပြန်ထားပါဗျ။ TNN သိမ်းယူထားတဲ့နောင်ချို့ကြောင့်မဲတိဘောမိုးကုတ်မိုးမိတ်ဒေသတွေကတပ်ဖွဲ့တွေအားလုံးနန်းဆန်နဲ့မန်တုံမြို့နယ်အတွင်းကိုဆုတ်ခွာကြဖို့စစ်ကောင်စီကတောင်းဆိုခဲ့တယ်လို့သိရပါဗျ။ဒေသောင်းကနေပုံကျဲတာလက်နက်ကြီးတွေပစ်ခတ်တာ drone နေနဲ့တိုက်ခိုက်တာထိုးစစ်စင်တာစတဲ့ပစ်ခတ်တိုက်ခိုက်မှုအားလုံးရပ်တန့်ဖို့ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်မှုဒေတာတင်ငင်အေဂျင့်နဲ့ကိုကန့်တက်ဖွဲ့ MNDA လို့တဆင်တိုးအပြစ်ခတ်ရစဲရေးပြုလုပ်နိုင်ဖို့အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. တိန့်ရှိဂျွင်းကပမတ်တထပြုအလေးထားကြေဝံပြီးတစ်ဖက်တွဲဆုံမှုတွေအနှင်းမြန်တိုးတက်လာစေဖို့ဆောင်ရွက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။အခုလိုဆွေးနွေးမှုအဆင်မပြေတဲ့အတွက်ဩဂတ်စ်လမှာထပ်မံဆွေးနွေးမယ်လို့ထုတ်ပြန်ကြေညာသိရပါတယ်။